ဇောင်းဇောင်းဆိုတော့ဖြစ်တဲ့ဖြစ်လိုက်တဲ့ရိုက်ွက်တွေကိုတုံးတက်မိတ်ဆက်ပေးထားတာပါဖြစ်တဲ့ဖြစ်လိုက်တယ်လို့ညီကိုရီအားလုံးစိတ်ထဲမှာခံစားမိမှဇောင်းကိုစိတ်ကြိုက်ပုံဝန်လိုက်ပါဒါပေမဲ့ဇောင်းဟာဇောင်းပါပဲအားလုံးမင်္ဂလာပါပလင်းမိတ်ကဂျာနေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက်ပွဲစဉ်ပွဲကြိုတုံးတက်ချက်တွေကမှကလောင်ရှင်ဆရာဇဝနာရဲ့ဇောင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်ဘိုင်ယန်မြူးနစ်နဲ့ဒေါ်မွန်တို့ရဲ့ပွဲကြိုတုံးတက်ချက်ကို ကလောင်ရှင်ဇဝနာရဲ့ဇောင်းအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။စနေနေ့ညတော့မိတ်ဆက်ပေးခြင်းနဲ့ပွဲစဉ်ကတော့ဘိုင်ယန်မြူးနစ်နဲ့ဒေါ်မွန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်အတွက်ဘိုင်ယန်မြူးနစ်ဟာတလုံးတရာအရှုံးအကျော်ပေးထားပြီးဂိုးပေါင်းဈေးကွက်၄လုံး80အနိုင်နဲ့ဖွင့်လှစ်ပေးထားပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ဘော်ဒီအကျော်ပေးမှုကမြန်မာပြည်ထံလွန်နေပြီးဂိုးပေါင်းဈေးကွက်ခင်းကျင်းမှုအရတော့ပြိုင်မဲ့နှစ်သိန်းရဲ့ဈေးရအရဖြစ်တဲ့ဖြစ်တိုက်တဲ့ဈေးကွက်ဖွင့်လှစ်မှုလို့ကောက်ချက်ချဆွဲမိပါတယ်။ဒီရာသီမှာဘိုင်ယန်မြူးနစ်အသင်း ကိုသွင်းနှုတ်ဟာတပွဲပြင်းမြ၄ဂုံလုံးသွင်းယူနေပြီးတော့မွန်အသင်းကလည်းတပွဲ၂ဂုံလုံးလောက်သွင်းယူနေတဲ့အနေအထားမှာဂိုးပေါင်းဈေးကွက်၄လုံး၈၀အနိုင်ထိခက်မြင့်မြင့်ဖွင့်လှစ်ပေးထားတာကလည်းတူးဆန်းမဟုတ်ဘူးလို့တော့ယူဆမိပါတယ်။ဒီပွဲစဉ်အတွက်ကျွန်တော်ကဘော်ဒီဈေးကွက်အခင်းချင်းရောက်ဖိုက်တာအများစုလက်တော့နေကြမဲ့ဘိုင်ယန်မြူးနစ်အသင်းကိုအကြိုက်တွေ့မိပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့အကြောပိတ်မှုကရဲတင်းလွန်းနေပြီးတော့မွန်အသင်းဘက်ကိုစိတ်ရိုင်တွားစီမဲ့ဈေးကွက်ဖွင့်လှစ်မှုဖြစ်နေတာကြောင့်ပါ။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး၃ညဇက်တိုက်မှာဘိုင်ယန်မြူးနစ်အသင်းအလိုက်ရာချင်းမရှိခဲ့သလိုဒီကွက်အရာလဲဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး၃ညဇက်တိုက်ဘိုင်ယန်မြူးနစ်အသင်းကြဆုံးခဲ့တဲ့အနေအထားမှာဘိုင်ယန်ဘက်ကနေနေထိုင်မှုဘလို့မှထိုးတာတက်တိရှိမှာမဟုတ်ပါဘူးစင်ငယ်တင်းဈေးကွက်အရာလဲဖတ်ဆမှာရင်ဘိုင်ယန်မြူးနစ်အသင်းအကျော်ပေးမှုဟာတလုံး80နိုင်တိခက်ကြမ်းကြမ်းပွင့်လဲပေးထားတာမို့ပထမပိုင်းတွင်ဘိုင်ယန်မြူးနစ်အသင်းအနိုင်ပြတ်သားမှုကိုတွေးရလိမ့်မယ်လို့အကျွမ်းမဲ့ယုံကြည်နေတော်မူစနေနေ့ညအတွက်အကြိုက်ဆုံးရိုက်ကွက်အဖြစ် ဘိုင်ယန်မြူနစ်ဘော်ဒီကိုမကြောက်မရွံ့နဲ့ရဲရဲပုံဩကြဖို့ကျွန်တော်ညွှန်းပေးခဲ့ခြင်းပါတယ်လို့ကလောင်ရှင်ဆရာဇဝနာကသုံးသပ်ထားတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ play maker ဂျာနေနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တာကကလောင်ရှင်ဆရာဇဝနာရဲ့ဇောင်းဖြစ်ပါတယ်။တချို့သောအကြောင်းအရာတွေမှာကျွန်တော်တို့တင်ဆက်လို့မရတဲ့အခြေအနေတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ရဲ့ Telegram channel မှာအပြည့်စုံ live ဖတ်ရှုပြီးနားဆင်လို့လည်းရပါတယ်။တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ တူရီနိုကွင်းမှာသုံးမှတ်ယူနေကြနာပိုလီအီဂရစ်စနေနေ့ကျအီတလီစီးရီးပွဲစဉ်ရှစ်ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနေကနေကြိုဆိုပါရစေဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်အီဂရစ်ရဲ့သုံးသက်ချက်အနေနဲ့နားဆင်အောင်ပါဖြစ်ပါရစေလက်ချီနဲ့ဆက်စုအိုလိုည9:30နာရီ30ဇီယာအောက်ပိုင်းကလက်ချီရောဒီယာဒီစီးရီးမှာအိမ်ကွင်းနိုင်ပွဲမရှိသေးပဲအိမ်ကွင်း၃ပွဲမှာလည်း၂ပွဲရှုံးထားပါရစေ ဆက်စုအိုလိုကတော့တန်တက်တီထဲမှာချီနေအကောင်းဆုံးအသင်းဖြစ်ပြီးအဆင့်9နေရာမှာရက်တည်နေတာပါ စီးရီး၄ပွဲမှာအင်တာနဲ့တပွဲသာရှုံးပြီး၃ပွဲနိုင်ထားလို့ဆက်စုအိုလိုဟာယုံကြည်မှုမြင့်မားနေပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ကိုအားပေးတင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်ပီဆာနဲ့ဗီရိုနာည9နာရီ30ပါတမတ်သာကွာထားတဲ့တန်းစင်းစုံတွေကနှစ်သင်းရဲ့တွေ့ဆုံမှုပါဒီအောက်ခြေကပီဆာဟာအိမ်ဝင်နိုင်ပွဲမရှိသေးသလိုအိမ်ဝင်တွင်းကိုလည်းမရှိသေးပါဘူး။ဝေးဝင်းနိုင်ပွဲမရှိသေးတဲ့ဗီရိုနာကလည်း ဒီရာဒီအဝေးဝန်းပွဲတွေမှာတကူပဲတွင်းနိုင်သေးပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနေကိုအားပေးသင့်ပါတယ်လို့ကလောင်ရှင်အေဂရစ်ကသုံးသပ်ထားတာဖြစ်ပါတယ်။တလက်စာရဲမှာပဲကျွန်တော်ပလေးမေကာရဲ့ကလောင်ရှင်တူဖြစ်တဲ့ VIP ကောင်းကောင်းရဲ့တချမ်းဆောင်ပွဲမှာလည်းယနေ့ပွဲစဉ်ကိုဂိုးအနေကိုအားပေးသင့်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့တိုရီနိုနဲ့နာပိုလီရ10နာရီ30ပါ။အန်ဆင်ဇုံနာကတိုရီနိုဟာဒီရာဒီစီးရီးမှာအိမ်ကွင်းနိုင်ပွဲမရှိသေးတယ်လို့အိမ်ကွင်းသွင်းကိုလည်းမရှိသေးပါဘူး။ အမပေးစီကဥဆောင်သူနာပိုလီကတော့ဒီယာစီစီးရီအဝေးခွင်းမှာ၃ပွဲမှာ၂ပွဲနိုင်ထားပါတယ်။နောက်ပြီးနာပိုလီကတိုရီနိုနဲ့အဝေးခွင်းတွေ့ဆုံမှုနောက်ဆုံး၁၀ပွဲမှာလည်း၈ပွဲနိုင်ထားတာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအဲ့ဒီပေးတက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ရိုမနဲ့အင်တာမီလန်ညတနာ25သောမတာကွာထားတဲ့အဆင့်နှစ်နဲ့လေးတို့ရဲ့ပွဲကြီးပွဲကောင်းမှာရိုမရဲ့ဒီယာဒီအိမ်ခွင်းရလပိုင်းကတည်ငြိမ်မှု မရှိပါဘူး။စီးရီးယားမှာနောက်ဆုံး၃ပွဲဆက်နိုင်ထားတဲ့အင်တာကတော့ရိုမနဲ့အဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး၄ပွဲစလုံးကိုလည်းနိုင်ထားပါရတယ်။ ။အဲကြောင့် Inter City နိုင်ပွဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ရဲ့နောက်ဆက်သူပြောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။